ားသခင်ကတည့်ရဲ့အတ္တတဲမှာပြဿနာတွေကိုပို့လိုက်တဲ့အခါမှာပြဿနာတွေကိုဖျက်ကျော်စေတဲ့အခါမှာဆစ်ဆီးခြင်းတွေကိုပို့လိုက်တဲ့အခါမှာတဲ့အနေနဲ့ခေါင်းရှောင်ဖို့မစင်စားပါနဲ့အာမင်အာမင်အဲ့တော့တချို့သောသူတွေကအကျွေးယူပြီးတော့ခေါင်းရှောင်ဖို့စင်စားကြတယ်ဟုတ်လားအမတချို့သောသူတွေကတစုံတရာအပေါ်မှာမပြောတဲ့စကားတွေကိုပြောပြီးတော့မှသူမပြောသလိုခေါင်းရှောင်ကြတယ်တချို့တွေက အိမ်အောင်မပြုတ်ခင်အတူတူနေမိတယ်အတူတူနေမိပြီးတော့မှကိုဝင်ရလာတဲ့အရာပေါ်မှာခေါင်းရှောင်ဖို့နဲ့မစင်းစားပါနဲ့တောင်းဝင်ယူတတ်တော်သူဖြစ်ပါအာမင်ဇိုတော်သူတွေကအလုံးမှာအလုံးကိစ္စနဲ့ပတ်သက်ပြီးတော့တစ်ခုခုခေါင်းဆောင်နေရတဲ့သူဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒီကိစ္စပေါ်မှာဒဇုံတစ်ခုပြဿနာဖြစ်လက်ဖြစ်လာတဲ့အခါမှာဒါငါနဲ့မဆိုင်ဘူးဆိုပြီးတော့ခေါင်းရှောင်တဲ့ကိစ္စမလုပ်ပါနဲ့ဖယားခင်ကတင့်ကိုတောင်းဝင်ယူစေခြင်းတော့ဖယားရှင်ဖြစ်တယ်ဘာဖြစ်လို့လဲတင့်ကိုခေါင်းဆောင်နေရမှာထားတဲ့အရေးအရာကိုတင်တံပိုးထားတတ်ဖို့တည်းဖြစ်တယ်အာမင် ဘေးနားမှာရှဲသူကိုပြောပါရှုံးနေချင်းခြိုက်ဝမ်းထဲမှာခေါင်းမရှောင်နဲ့လို့တာဝန်ယူတတ်တော်သူဖြစ်ပါအာမင်ကျွန်မပြောပြမယ်တစုံတယောက်တော်သူကိုဒီနေ့ဘုရားသခင်စကားပြောနေစာကျွန်မသိတယ်တင်းကိုဘုရားသခင်ဘယ်နေရာမှာတာဝန်ယူစေခြင်းလဲဆိုတာသင်ကောင်းကောင်းသိတယ်တင်းကိုဘုရားသခင်စကားပြောနေအဲ့ဒီရာအတွက်ခေါင်းမရှောင်ပါနဲ့မိသားစုကိုကျွေးမွေးရဖို့နဲ့ဘုရားသခင်ကတင့်ကိုတာဝန်ပေးထားတယ်ဖခင်ညမှာပေးထားတယ်မိခင်ညမှာပေးထားတယ်ဒါမှမဟုတ်ပညာရေးတစ်ခုခုကိုတင်က တကျွမ်းလာပြီးတော့မှအသက်အရွယ်တစ်ခုခုကိုရောက်ပြီးတော့မိသားစုကိုရှာကျွေးဖို့နဲ့ဘုရားကံတဲ့ကိုတောင်းဝန်ပေးထားတယ်ဆိုရင်ခေါင်းမရှောင်ပါနဲ့တင့်အားဖြင့်ဘုရားတဲ့ကမိသားစုကိုပြန်လဲပြီးတော့ထောက်ပံ့စေချင်တာဖြစ်တယ်ဒါမှမဟုတ်တင့်အားဖြင့်အသင်းတော်ကိုဘုရားတဲ့ကောင်းချီးပေးခြင်းနဲ့ဆိုရင်ခေါင်းမရှောင်ပါနဲ့တင့်အားဖြင့်တိုင်းနိုင်ငံကိုကောင်းချီးပေးခြင်းနဲ့ဆိုရင်ခေါင်းမရှောင်ပါနဲ့တောင်းဝန်ယူတတ်သောသူများဖြစ်ကြပါအာမင်ဟာလေလုယာအဲ့ဒါကထွံ့မြောက်ရပဲဘုရားသခင်ကနီလန်းကိုပြောပြထားတယ်အဲ့ဒီနီလန်းကိုလောက်တော်သူဟာပညာရှိတော်သူဖြစ်တယ် အတားဆီးတကိုမြင်ရပြီဆိုရင်အဲ့ဒါအခွင့်အရေးလို့မြင်တတ်ရမယ်။ငါ့ကိုဘုရားခင် elevate လုပ်ဖို့ရန်အတွက်နောက်တဲ့ဆင့်ကိုတက်လန်းနိုင်ဖို့ရန်အတွက်လာပြီးတော့ဘုရားခင်ကလှေကားတွေထိုးထားပေးတယ်ဆိုရယ်သဘောအနေနဲ့ပြဿနာတွေကိုကြည့်တရမှာဖြစ်တယ်။တရှု၁ရောက်မှာနှစ်ယောက်ကပဲယောရှုနဲ့ကာလက်ကပဲငါတို့ကိုဘုရားခင်ပေးထားတဲ့ပြည်တဲ့ကိုဝင်မယ်တိုက်မယ်ဆိုရယ်နှလုံးသားရှိတော့တကယ်တမ်းခါနန်ပြည်ကိုဝင်တဲ့အခါမှာအဲ့ဒီနှစ်ယောက်ပဲဝင်ခွင့်ရှိတယ် generation အဟောင်းထဲမှာပါလာတဲ့နှစ်ယောက်ပဲဝင်ခွင့်ရှိတယ်။ကျန်တဲ့သူတွေအားလုံးကတောထဲမှာသေကုန်တယ်။ generation အစ်စ်ဖြစ်တဲ့တောထဲမှာမွေးတဲ့ကလေးတွေကပဲယုံကြည်ခြင်းရှိတဲ့သူမကြောက်ရွံ့တတ်တဲ့သူရဲရဲတဲ့သူနဲ့အောင်ပွဲကိုခံတာဖြစ်တယ်။အောင်ပွဲဆိုတဲ့အရာကကြောက်တတ်တဲ့သူတွေတဲ့ဘုရားပြင်ပြင်ဆင်ထားတာမဟုတ်ဘူး။အောင်ပွဲဆိုတဲ့ရကရဲရင်တဲ့ပုံကိုရတဲ့ဖရားခင်ပြင်ဆင်ထားတာဖြစ်တယ်။ဘသူတွေကရဲရင်တယ်ဆိုဖရားရဲ့နှုတ်ကပတ်တော်ကိုသိပြီးတော့ဖရားဘသူဖြစ်တယ်လဲဆိုတော့ကိုသိတဲ့သူကအမြဲတမ်းရဲရင်နေတယ်။ ဟာလေလုယာဟာလေလုယာဘေးနားမှာရှိသူကိုပြောပါကြောက်ရွံ့ခြင်းနဲ့အသက်မရှင်နဲ့အာမင်